ကျွန်တော်ရဲ့အစွမ်းသက်တိကျွန်တော်ရဲ့တခြင်းဆွေရာအကြောင်းဖြစ်တဲ့ဘုရားသခင်ရဲ့နာမ၌မိသားစုတယောက်စတန်ကိုမင်္ဂလာနှစ်တည်လေးပါလို့နှုတ်ခွန်းဆက်တက်လိုက်ပါတယ်ဒီကနေ့နေ့ရက်9လ2025ဘုဒ္ဓဟူးနေ့ရနေ့ဒီကနေ့တည်းမှာသာဝရဖျားသည် သင်ကိုကောင်းချီးပေး၍ဆောင်မတော်မူပါစေသောသာဝရဖျားသည်သင်နိုင်မျက်နှာတော်အလင်းကိုလွှတ်၍ဂရုဏာကျေးဇူးပြုတော်မူပါစေသောသာဝရဖျားသည်သင်ကိုမြှော်ကြည့်၍ချမ်းသာပေးတော်မူပါစေသော အာမင်ခြေတမိသားစုများဒီကနေ့တရ38ခုမြောက်သောဆန်လအပိုင်ငယ်73နဲ့74ကိုအတူတူကဆင်ခြင်ခွင့်ပြုကြပါစို့တင်ဒီငါကိုလဲချင်းကပြင်းထန်စွာတွန်းတော်လဲသာဝရဖျားသည်ငါကိုမဆတ်တော်မူ၏သာဝရဖျားသည်ငါ၏အစွမ်းသတ္တိငါတခြင်းဆွေရာအကြောင်းငါကိုကဲ့တင်ခြင်းအကြောင်းဖြစ်တော်မူ၏ဟာလေလုယာခြေတမိသားစုများဆန်လဆရာကသူ့ကိုလဲဖို့သူ့ကိုတွန်းလဲဖို့အတွက် ပြင်းထန်စွာတွန်လဲခရက်ပြီမဲ့ဘုရားသခင်ရဲ့မာစာချင်းကြောင့်မလဲဘူးဘုရားသခင်ကငါ့ရဲ့အစွမ်းတက်တင်ငါ့ရဲ့တချင်းဆွေရအကြောင်းဖြစ်တယ်လို့ပြောတယ်ခြေတယ်မသားစီများကျွန်တော်ရဲ့ဘဝခီးမှလည်းကျွန်တော်ကိုလဲတဲ့အရာတွေတွန်လဲတဲ့အရာတွေလဲအောင်လုပ်တဲ့အရာတွေအမျိုးမျိုးအများကြီးရှိတယ်ကျွန်တော်ရဲ့ခွန်အားကျွန်တော်ရဲ့အစွမ်းနဲ့တော့ကျွန်တော်ပြန်တွန်းလှန်ဖို့တော့မဖြစ်နိုင်ဘူးမဖြစ်နိုင်ဘူး ဒါပေမဲ့ဆန်လက်ဆရာပြောသလိုပဲဟာရဖျားငါရဲ့အစွမ်းတက်တည်ဖြစ်တယ်ဟာလေလုယငါရဲ့သခြင်းဆူရအကြောင်းဖြစ်တယ်ဟာလေလုယငါကိုခွန်အားနဲ့ပြည့်စုံစေတော်မူသော ခရစ်တော်ဖြစ်တယ်ဟာလေလုယဒါကြောင့်မလို့ကျွန်တော်တို့ကိုလဲဖို့အတွက်တွန်းတဲ့အရာမှန်သမျှအကုန်လုံးကိုဖျားရခွန်အားအစွမ်းတကူနဲ့ကျွန်တော်ရဲ့အသက်ရထမှာနေ့စဉ်နဲ့အမျှ အောင်မြင်ကြော်လွမ်းနိုင်တဲ့အခွင့်အရေးရှိတယ်ဆိုတာပေါ့ဒီကနေ့ innova တော်အဖြစ်ကျွန်တော်တို့ရဲ့သက်တာဆင်ခြင်ခွာယူခြင်းအဖြစ်ဒီနေ့တမှာတွေ့ကြုံမဲ့အရာရင်ဆိုင်မဲ့အရာကျွန်းလက်ခံမဲ့အရာတွေပုံမှာစိတ်တကြအားလျော်ဖို့မဟုတ်ဘဲနဲ့ဖို့ဖျားသခင်ကငါ့ကိုမှားဆတယ်ငါရဲ့အစွန်းတက်တီငါရဲ့တခြင်းဆူရအကြောင်းဖြစ်တယ်အခုကြုံတွေ့ပေမဲ့ဖျားသခင်ကဘယ်လိုဖြည့်ရှင်းပေးမလဲဆိုတာမျောလင့်ချက်အပြည့်အဝနဲ့ တကယ်ပဲတဏိတံလုံးကိုကျွလွန်နိုင်ဖို့အတွက်နှုတ်ကပတော်အဖြစ်မြတ်တဲ့ဝင်ကားတဲ့တင့်ကိုဖျားသခင်တန်ယူကောင်းချီးပေးပါစေအာမင်